အားလုံးပဲမင်္ဂလာပါ Insight မြန်မာ Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ရှင်းလင်းလုပ်ပေးချင်တာကတော့ cryptocurrency စတင်လာခဲ့တဲ့အချိန်ကနေဒီနေ့ဒီချိန်အထိကိုဖြစ်ပွားခဲ့တဲ့ cryptocurrency အခိုးယူခံရမှု case တွေကအကြီးမားဆုံး case ပါဖြစ်စဉ်ကတော့2025 February လ20ရက်နေ့တုန်းက UAE ဒူဘိုင်းအခြေစိုက် cryptocurrency exchange တစ်ခုဖြစ်တဲ့ Bybit ကအကြီးမားဆုံးသောဒီကက်ဆိုရီတစ်ခုနဲ့ရင်ဆိုင်လိုက်ရပါတယ်အဲ့ဒါတော့ဒေါ်လာ3.5ဘီလီယံတန်ဖိုးရှိတယ်။ Ethereum, Crypto Coin လေသိန်းတထောင်ထီကိုစံကျင်တင်ပြီးတော့ Binance CEO ရဲ့ခိုးဝက်လက်ထဲကနေအခွင့်အယူခံလိုက်ရပါတယ်။ဒါ Crypto Exchange ရဲ့တမိုင်းမှာအကြီးမားဆုံးသော hacking ဖြစ်စဉ်တစ်ခုပါ။မိနစ်ပိုင်းအတွင်းမှာပဲဒီ Crypto Coin တွေကလုံးဝယူသဲလုံစားမရှိဘဲနဲ့ပျောက်ကွယ်လို့နှိပါဖြစ်သွားပြီးတော့ Binance Exchange ရဲ့ဒီ Trader တွေပြီးတော့ Investor ရင်းနှီးမြှုပ်နှံသူတွေဈာထဲမှာလည်းအထိတ်အလန့်ဖြစ်စေခဲ့ပါတယ်။ Binance Cyber Security ပိုင်းကလုံခြုံရေးကြံ့ကြွင်သူတွေကဒီ transaction တွေကိုချက်ချင်းရပ်တန့်မှုစူးစမ်းလိုက်တော့လေအချင်းနှိပါပဲ။ဒီ Ethereum Crypto လေသိန်းတထောင် ိုင်ပစ်လိုဗဟိုချုပ်ကန်မှုရှိတဲ့ centralized chain ကနေမှတစ်စင်ဗဟိုချုပ်ကန်မှုယူနေတဲ့ decentralized chain decentralized app တွေစီကိုလွှဲလိုက်ပါပြီလွှဲလိုက်တဲ့ wallet ပေါင်းစုစုပေါင်း40နဲ့အထက်ပါဗိုင်ပစ်အနေနဲ့ဒီ wallet ပေါင်း40နဲ့အထက်ကိုလိုက်ဖို့ကတခုကြီးစီလိုက်မှန်ဆိုရင်တော့မလွှဲပါဘူးဒါဆိုရင်ဒီဖြစ်စဉ်ရဲ့နောက်ကွယ်မှာဘယ်သူတွေရှိတာလဲပြီးတော့ကျွန်တော်တို့တည်ထားတဲ့ဒီ crypto exchange တွေမှာ transaction တွေလုပ်တယ်ဆိုတာလုံခြုံတယ်ဒီလိုလုံခြုံတာကိုဘယ်လိုချိုးဖောက်နိုင်ခဲ့တာလဲနောက်ဆုံး Bybit အနေနဲ့ရော သူ့စီရနဲ့ခိုးယူခံထားရတဲ့ဒီ crypto coin တွေကိုပြန်လည်ရအောင်နိုင်ပါမလားကျွန်တော်အဲ့အကြောင်းတွေကိုဒီသေးသွားလိုက်အောင် Binance ဆိုတာ cryptocurrency လောကထဲမှာဘဟုချုပ်ကံမှုရှိတဲ့ centralized exchange မှာသူ့မှာဆိုရင်အသုံးပြုသူ user ပေါင်းတန်း60ကျော်အထိကိုဝန်ဆောင်မှုပေးနေတဲ့ကမ္ဘာပေါ်မှာဒုတိယအကြီးဆုံး cryptocurrency exchange မှာ Binance ရဲ့နာမည်ကြီးတဲ့အချက်တွေကတော့ transaction မြန်တာပြောမယ်ဆိုရင်ငွေပေးငွေယူအရန်လှည့်မြန်တာပြီးတော့ liquidity ကောင်းတာနောက်ဆုံးအနေနဲ့ကတော့လုံခြုံရေးတင်းကျပ်တဲ့အစီအမံတွေကြောင့်ပါ ဒါပေမဲ့လည်းဒီလိုတေချာတက်ကတ်ထားတဲ့ hacking ဖြစ်စဉ်နဲ့ကြုံလာတဲ့အချိန်မှာတော့ Binbit လည်းမသားစီလိုက်နိုင်ပါဘူး။ hacker တွေနဲ့က Binbit ကိုမဟက်ခင်အလားပေါင်းများစွာတွေကကြိုပြီးတော့ပြင်ဆင်ခဲ့တယ်။ hacking နီးလန်းတွေထဲမှာဘယ် method ကိုသုံးမယ်ဆိုတော့တေချာရွေးချယ်ခဲ့တယ်။သူတို့ရွေးချယ်တဲ့နီးလန်းကတော့ social engineer တွေပါ။လူကိုလှည့်စားတာပါ။ကျွန်တော်တို့ကြားဘူးသလို server တွေကို hack တာတွေဒါမှမဟုတ်ရှုပ်ထွေးတဲ့နီးပညာတွေအသုံးပြုသွားတာမဟုတ်ဘဲနဲ့ validate မဖြစ်တဲ့ email တွေ phishing email တွေကို Binbit ဝန်ထမ်းတွေစီကိုပို့ပြီးတော့ hack သွားတာပါ။ ဗိုင်းဘေးဝန်ထမ်းတွေကဒီဟက်ကာတွေပို့လိုက်တဲ့ phishing email တွေကိုနှိပ်မိလိုက်တာဒါမှမဟုတ် file တွေကိုဖြန့်ပြီးွားတဲ့အခါကျရင်အသည့်ဝန်ထမ်းရဲ့ကွန်ပျူတာဒါမှမဟုတ်လက်တော့ကိုဟက်ကာနောက်ပေရနဲ့ control လုပ်လို့ရပါပါပြီဒီလိုနည်းနဲ့ဗိုင်းဘေးရဲ့အသွင်းပိုင်းစနစ်တွေကိုတဖြည်းဖြည်းစစ်ဝင်သွားပြီးတော့နောက်ဆုံးမှာတော့အဓိကဝန်ထမ်းတွေစီကိုဝင်ရောက်ခွင့်ရပါပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော် phishing နဲ့ပတ်သက်ပြီးတော့ဒီ email တွေက phishing link တွေပြီးတော့ malware file နဲ့ပတ်သက်ပြီးတော့အသေးစိတ်ရှင်းဝင်မလုပ်ပေးွားတော့ပါဟုတ်ပါတယ် ကိုမသိတဲ့လူစီကနေရောက်လာတဲ့အီးမေးလ်တွေက link တွေကိုနှိပ်မိတာဒါမှမဟုတ် malware file တွေကိုနှိပ်မိတဲ့အခါကျရင်အဲ့ဒီကွန်ပျူတာကို control လုပ်လို့ရပါပါတယ်တကယ်လို့အဲ့ဒီအကြောင်းကိုဒီဒီသိချင်တယ် step by step ဘယ်လိုလုပ်ရလဲဆိုတော့သိချင်ရင်ကိုမမှဝင်ရွားလို့ရပါတယ်ကျွန်တော်နောက် video မှာတရားတင်ဆက်ပေးသွားပါမယ်ဒီလိုနီးနဲ့ hacker တွေကဗန်ပင်ဝင်တန်းနေတဲ့ကွန်ပျူတာနဲ့ laptop တွေကို phishing နီးနဲ့ရောက်ရှိပါတယ်ပြီးတော့ hacker တွေကဒီဝင်တန်းနေတဲ့ဒီ transaction လောက်တာတွေပြီးတော့ security protocol တွေကိုအသေးစိတ်လေ့လာနေခဲ့တယ် hacker တွေအဓိကရှာနေတာ သူတို့တကယ်ကြီးထွက်ဆက်ရှင်လောက်တဲ့နေကြရင်အဲ့ထွက်ဆက်ရှင်အလက်တော့မပေါ်သေးဘူးပါဒီလိုရှာဖွေနေရင်လည်းပဲဘန်ပေးရဲ့ဒီရုံသွင်းပိုင်းကထွက်ဆက်ရှင်ပန်းကိုသူတို့တတိထားမိလိုက်ပါတယ်ကျွန်တော်တို့ခွေတို့ကန်စီတွေကို wallet တစ်ခုကနေတခြား wallet တစ်ခုလွှဲပြောင်းပေးရတဲ့အခါကျရင် interface တစ်ခုပေါ်လာပါတယ်အဲ့ဒီ interface ကနေမှကျွန်တော်တို့ confirm လုပ်ပေးလိုက်မှဒီထွက်ဆက်ရှင်ကဆက်ဆက်ဖြစ်သွားမှာပါဒီနေရာမှာတခုထူးခြားတာဘန်ပေးရဲ့ရုံသွင်းပိုင်းမှာတုံးတဲ့ interface က safe interface ပါ စစ် interface ဆိုတာတာမန် crypto တွေကိုလွှဲပြောင်းတဲ့ interface မျိုးမဟုတ်ဘဲနဲ့ကြီးမားတဲ့ crypto အမောင့်တွေကိုလွှဲပြောင်းတဲ့အခါမှာသုံးတဲ့ interface ပါဒီလို hacker တွေအနေနဲ့ကဒီစစ် interface နဲ့တပုံစံနဲ့တူတဲ့ fake interface ကိုစတင်ပြီးတော့ရေးဆွဲလိုက်ပါတယ်အခုအချိန်မှာဆိုရင်တော့ hacker တွေကဘန်ပေးတဲ့ဒီရုံသွင်းဝန်ထမ်းတွေကြီးမားတဲ့ crypto currency အမောင့်တွေကို transaction လုပ်တဲ့အခါမှာပေါ်လာမယ်ဒီစစ် interface ကိုသူတို့ရေးဆွဲထားတဲ့ fake interface နဲ့အစားထိုးနိုင်သွားပါပြီဒါပေမဲ့သူတို့တွေအနေနဲ့က ဒီရုံသွင်းဝင်နှန်းတွေလုတ်တယ်ဒီ transaction တွေတိုင်းမှာဝင်မပါသေးပဲနဲ့အကျိုးအမြတ်အကြီးမားဆုံးရမယ့် transaction တွေကိုဆက်လက်ပြီးတော့စောင့်ကြည့်နေသေးပါပဲဒီလိုစောင့်ကြည့်နေရင်နဲ့နှစ်ဘက်ကနေသုံးဘက်အတွင်းမှာတကြိမ်နာလုတ်တဲ့ transaction ကိုတွားပြီးတော့ delete ထားမိလိုက်ပါအဲ့ဒီ transaction ကခိုး wallet ထဲကနေ hot wallet ထဲကိုချိန်တာပါအဲ့ဒီခိုး wallet ရဲ့ပိုင်ရှင်က bybit ceo ပါဒီနေရာမှာရှေ့ဆက်မသွားခင်မှာကျွန်တော်ခိုး wallet နဲ့ hot wallet ဘာကွာလဲဆိုတော့ရှင်းရှင်းလုပ်ပေးသွားပါမယ်အခုပုံလေးကိုကြည့်ကြည့်ပါအပေါ်ဆုံးမှာဆိုရင်ကျွန်တော်တို့ cryptocurrency ရှိတယ် အဲ့ဒါကတော့အဲ BTC ဆိုရင် Bitcoin ETH ဆိုရင် Ethereum ပါဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ crypto တွေကိုဝယ်မယ်ဆိုရင်အရင်ဆုံးကျွန်တော်တို့မှာရှိရမှာ wallet ပါကျွန်တော်တို့ဝယ်လိုက်တဲ့ crypto တွေ BTC တွေ ETH တွေကို wallet ထဲမှာသွားပြီးတော့တင်ထားရမှာပါ wallet ထဲမှာမှ core wallet ကိုမသွားခင်မှာ hot wallet စီကိုအရင်သွားလိုက်အောင် hot wallet ဆိုရင်ကျွန်တော်တို့ Binance ရှိမယ် Binance ရှိမယ်ကျွန်တော်တို့ Binance တို့ Binance တို့မှာ crypto exchange လုပ်မယ်ဆိုရင်သူ့ application လေးကိုကျွန်တော်တို့ဖွင့် ပြီးတော့လွှဲချင်တဲ့ wallet address ကိုရိုက်ပြီးတော့ချက်ချင်းတန်းလွှဲလို့ရပါတယ်။ Coolab ဘဏ်ကိုကျွန်တော်တွားကြည့်မယ်ဆိုရင်သူ့မှာဆိုရင် physical ကပ်ပြားလေးရှိမယ်။ပြီးတော့ USB stick လို့ thumb drive လေးရှိမယ်။ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ Cool Wallet နဲ့ကျွန်တော် transaction လုပ်ချင်တယ်ဆိုရင်အရင်ဆုံးအဲ့ဒီဒီ physical device တွေနဲ့ကျွန်တော်တို့ရဲ့ဒီ Cool Wallet application နဲ့အရင်ချိန်ရမှာပါ။အဲ့လိုချိန်ပြီးသွားမှဒီ Cool Wallet application ကိုသုံးပြီးတော့ကျွန်တော်တို့လွှဲချင်တဲ့ဒီ wallet address ကိုရိုက်အဲ့လို transaction လွှဲရတာပါ။အမြင်သာဆုံးပြောရမယ်ဆိုရင် ဟော့ဝေါ်လက်ကကျွန်တော်ချက်ချင်းထွက်ဆက်ရှင်လုပ်လို့ရတယ်။ခိုးဝေါ်လက်ဆိုရင်ကျွန်တော်တို့အဲ့ဒီ device ကိုအရင်လိုပါသေးတယ်။ပြီးတော့အဲ့ဒီ device နဲ့ကျွန်တော်ခိုးဝေါ်လက် app ကိုအရင်ချိတ်ဆက်ပေးရမှာပါ။ဆိုတော့အလုံးဂျုံဆုံးကဒီခိုးဝေါ်လက်ပါ။ဒီညမှာ wallet တွေနဲ့ပတ်သက်ပြီးတော့ Bambit CEO ကိုထားတဲ့ပုံစံအမှန်ပါပဲ။ကျွန်တော်တို့ရှိသမျှဒီ cryptocurrency တွေအကုန်လုံးကိုဟော့ဝေါ်လက် wallet တွေထဲမှာပဲမထားသင့်ပါဘူး။ပမာဏများတဲ့ crypto ပြီးတော့ကိုယ်လက်ရှိမှာမသုံးတဲ့ crypto မျိုးဆိုရင်ခိုးဝေါ်လက်လိုမျိုးထဲမှာတွားပြီးတော့သိမ်းထားသင့်ပါတယ်။ကျွန်တော်ဆက်ရမယ်ဆိုရင် ဟက်ကာတွေကနှစ်ပတ်ခါနေသုံးပတ်အတွင်းမှာတစ်ချိန်ပဲလုတ်တယ်ခိုးဝက်လက်ကနေဟော့ဝက်လက်တွေကိုလွှဲတယ်ဒီ transaction ကိုတွားပြီးတော့တတိထားမိလိုက်ပါပြီဒီ transaction ကလုံခြုံရေးပိုင်းရဆိုရင်ကုမ္ပဏီထဲကနေဝန်ထမ်း၃ဦးရဲ့ signature confirmation လိုအပ်ပါတယ်ဘာဖြစ်နေနေကဒီခိုးဝက်လက်ကနေဟော့ဝက်လက်တွေကိုလွှဲတဲ့ဒီ transaction ကိုဘာဖြစ်လို့လုပ်လဲဆိုတော့ဒီ transaction က treasury ရဲ့ transaction လိုပါပဲပြောရမယ်ဆိုရင် Binance Exchange မှာတကယ်လို့ crypto တွေလိုအပ်လာတဲ့အခါကျရင် Core Wallet ထဲကနေမှ crypto တွေကိုယူမယ်ပြီးတော့ Binance Exchange ထဲမှာထည့်ပေးတာပါ ပြီးတော့သူတို့အနေနဲ့ဒီ transaction အတွက်လိုအပ်တဲ့ protocol တွေကိုနှစ်ပေါင်းများစွာလိုက်နာခဲ့တယ်။ hacker တွေအနေနဲ့ဒီ transaction ကိုခွင့်ပြုပေးမဲ့ approve လုပ်ပေးမဲ့ဒီဝန်ထမ်း၃ဦးကိုစတင်ပြီးတော့ဖော်ထုတ်နေခဲ့ပါပြီ။အဲ့ဒီ၃ဦးကကျွန်တော်အရှေ့ရပြောခဲ့တယ်လို့ပဲပထမ၃ဦးနဲ့ဒုတိယ၃ဦးကကြတော့ဒီ bank ရုံးဝန်ထမ်းတွေပါ။တတိယ၃ဦးနောက်ဆုံးလူကတော့ bank CEO ပါ။ဒီလို hacker တွေအနေနဲ့ဒီ transaction လုပ်တဲ့အခါမှာဒီဝန်ထမ်း၃ဦးလုံးရဲ့ဒီ sys interface ကိုသူတို့ပြုလုပ်ထားတဲ့အတွေ့ interface face interface နဲ့အစားထိုးဖို့ကြိုပြီးတော့ပြင်ဆင်ခဲ့တယ်။ ဒီလိုနဲ့ February 22ရက်နေ့မှာတော့ Treasury ကိုဝက်လက်ထဲကနေ Ethereum 3000ကိုထုတ်ဖို့အတည်ပြုလိုက်ပါပြီ။လိုအပ်တဲ့ confirmation လုပ်ဖို့ဒီဝန်ထမ်း2ဦးလုံးရဲ့ computer စခွင်ပေါ်မှာ sit interface ပေါ်လာပါပြီ။ဆိုတော့ဝန်ထမ်း2ဦးလုံးကဒီ sit interface ကိုကြည့်တယ်။လွှဲပြောင်းမှာ Ethereum 3000ပြီးတော့လွှဲပြောင်းခံမဲ့ဒီ wallet ကလည်းမှန်တယ်။အဲ့တော့ဝန်ထမ်း2ဦးလုံးက confirmation ပေးလိုက်ပါတယ်။တကယ်တော့ဝန်ထမ်း2ဦးလုံး confirmation ပေးလိုက်တဲ့ဒီ sit interface ရဲ့အဆင့်မှန်မဟုတ်ဘဲနဲ့ hacker တွေပြုလုပ်ထားတဲ့ fake interface ပါ။ စိတ် interface အပေါ်မှာ Ethereum 3000ပေါ်နေရဆိုပြီးမဲ့ဒီစိတ် interface အောက်မှာ fake interface ရှိပါတယ်အဲ့ဒီ fake interface ထဲမှာတော့ Ethereum စုစုပေါင်း4300လက်ခံယူမဲ့ wallet address ကိုလည်း hacker ရဲ့ wallet address နဲ့ချိန်ထားတာပါနောက်ဆုံးအနေနဲ့ဒီ transaction က Binance CEO Banjo CEO ရောက်လာပါပြီ CEO Banjo အနေနဲ့လည်းဒီသူစီမှာပေါ်လာတဲ့ဒီ fake interface ကိုကြည့်လိုက်တဲ့အခါမှာလွှဲပြောင်းမဲ့ Ethereum အရေးအတွက်ကလည်းမှန်တယ်လက်ခံရရှိမဲ့ဒီ wallet address ကလည်းမှန်နေပါတယ် ဒီတော့သူ့အနေနဲ့ Core Wallet ကိုထုတ်တယ်ပြီးတော့ Core Wallet နဲ့ဒီ Core Wallet Application ကိုချိတ်ဆက်လိုက်တယ်ပြီးတော့ Core Wallet Transaction ထဲမှာပေါ်တယ်ဒီလက်ခံရရှိမဲ့ဒီ Address ကိုသူ့အနေနဲ့စစ်လိုက်တယ်စစ်ပြီးတော့မှန်တယ်ဆိုပြီးတော့ဒီ Transaction ကို Approve လုပ်ပေးလိုက်ပါတယ်ဟုတ်ပါတယ်ဒီဝန်ထမ်း3ဦးလုံးလွှဲပြောင်းလိုက်တယ် Ethereum 3000ဟာ Hacker ရဲ့ဒီ Wallet Address တွေကို Ethereum 4000တထောင်ရောက်ရှိသွားပါပြီဒီဖြစ်စဉ်ကိုကျွန်တော်တို့ Technical Analysis လုပ်ကြည့်မယ်ဆိုရင်ဝန်ထမ်း3ဦးလုံးက သူတို့စီမှာပေါ်လာတဲ့ဒီစိတ် interface ကိုကြည့်တယ်။ Italian လည်း3000ရပြောင်းခံမဲ့ address ကလည်းမှန်တယ်အဲ့တော့တို့အနေနဲ့ confirm ပေးလိုက်တယ်ဒီလိုဖြစ်စဉ်မျိုးကကျွန်တော်တို့စီမှာကြုံလာမယ်ဆိုရင်လည်းကျွန်တော်ခံရနိုင်ပါတယ်ဒါဆိုရင်ဟုတ်ပြီဒီလို transaction မျိုးကျွန်တော်ကြုံလာပြီဆိုရင်အမြဲတမ်းခံနေရမှာလားအဲ့ဒါဆိုရင်တော့မဟုတ်ပါဘူး CEO ဘန်ဂျိုလူမဆိုင်မိလိုက်တဲ့အမှားတစ်ခုရှိပါအဲ့ဒါတော့ core wallet ပါ hacker တွေပြုပြင်ပြောင်းလဲထားတာဘန်ပေးရဲ့ sit interface ကိုသူတို့ရဲ့ fake interface နဲ့အစားထိုးထားတာပါဒါပေမဲ့ နောက်ဆုံးထွက်ဆက်ရှင်ဘန်ဂျိုးစီမှာကျတော့သူကခိုးဝက်လက်နဲ့ချိတ်ဆက်ပြီးတော့လွှဲရတာပါအဲ့ဒီလိုခိုးဝက်လက်ကိုတုံးပြီးတော့ထွန်ဆက်ရှင်လုံနေတဲ့အချိန်မှာပေါ်လာတဲ့ဒီ wallet address ကမှားနေပါတယ်ပြဿနာခိုးဝက်လက်ထွန်ဆက်ရှင်ထဲမှာလက်ခံရရှိမှတ်ဒီ wallet address ပဲရေးထားတာမဟုတ်ဘဲနဲ့ကုတ်တွေအများကြီးနဲ့ရေးထားတာပါဒီတော့ CEO ဘန်ဂျိုးအနေနဲ့ဒီကုတ်တွေအများကြီးကိုဖတ်လိုက်တယ်ကုတ်တွေအများကြီးကိုဖတ်ပြီးတော့သူ့အနေနဲ့မှန်တယ်ထင်ပြီးတော့လွှတ်ပေးလိုက်တာပါခိုးဝက်လက်ကလွှဲပေးလိုက်တဲ့ဒီ address က hacker ရဲ့ wallet address အစစ်အမှန်ကိုပြနေပါတယ ဟက်ကာတွေအနေနဲ့တေးချာချာကြိုပြီးတော့ပြင်ဆင်ထားတာတကယ်လက်ခံရရှိမဲ့ wallet address နဲ့ဟက်ကာတွေရဲ့ wallet address ကစလုံးလေးတစ်လုံးပဲပြောင်းထားတာပါဆိုတော့ဆက်သွားမယ်ဆိုရင်လက်ရှိအချိန်မှာဆိုရင်ဟက်ကာတွေရဲ့ wallet address တွေကိုအမေရိကန်ဒေါ်လာ3.5တန်ဖိုးရှိတယ် Ethereum ရောက်ရှိပါပါဘီဆိုတော့သူတို့အနေနဲ့သိတာသူတို့အချိန်နည်းနည်းပဲကြံတော့တာပါနိုင်အနေငယ်အတွင်းမှာပဲဟက်ကာတွေကသူတို့ရဲ့ဒီ wallet တွေမှာရှိနေတဲ့ Ethereum ကို wallet spawn 40ကျော်စီကိုဖြန့်ဝေလိုက်ပါတယ် သူတို့ဖြန့်လိုက်တဲ့ဒီ wallet ပေါင်း40ကျော်ကဘိုင်ဘစ်လိုစံထုတ်လိုက်အချင်းက wallet တွေမဟုတ်ဘဲနဲ့ဒီစံထုတ်လိုက်အချင်းဒီဘ ഹു ထင်းချုပ်မှုမရှိတဲ့အချင်းက wallet တွေပါဘိုင်ဘစ်အနေနဲ့ကအခုချိန်မှလာလိုက်မယ်ဆိုရင်ဒီ wallet ပေါင်း40ကျော်တွေက crypto တွေကိုပြန်ပြီးယူဖို့ဆိုတာမဖြစ်နိုင်တလောက်အခြေအနေပါဒါကိုကျွန်တော်မြင်သာအောင်ရှင်းပြရမယ်ဆိုရင်ဥပမာကျွန်တော်မှာဘိုင်ဘစ်မှာ wallet ရှိတယ်ကျွန်တော် wallet ထဲကနေဟာကကျွန်တော်ကဒီ cryptocurrency တွေကိုသူ့ရဲ့ဘိုင်ဘစ်က wallet ထဲကိုပဲခွေးယူလိုက်တယ်ပြီးဟာကသူ့ဘိုင်ဘစ် wallet ထဲမှာရှိနေတဲ့ကျွန်တော် crypto တွေကို Binance က wallet တွေကိုလွှဲပြီးလိုက်တယ်။ဒါမှမဟုတ်ရင် OKX က wallet တွေကိုလွှဲပြီးလိုက်တယ်။ဒါဆိုရင်ကျွန်တော်အနေနဲ့ကကျွန်တော် wallet ရဲ့ပိုင်ရှင်ဖြစ်တဲ့ Binance ကိုလည်းအကြောင်းကြားရမယ်။ပြီးတော့ Binance OKX ကိုလည်းအကြောင်းကြားရမယ်။လုပ်ရမယ့် process တွေကအများကြီးပါ။အဲ့ဒါအပြင်ဒီ hacker တွေတုံးသွားတဲ့ဒီ wallet တွေကြတော့ decentralized wallet တွေဖြစ်တော့ပုံတော်မှလိုက်ဖို့ခက်ခဲသွားပါပြီ။ဆက်ရမယ်ဆိုရင် Binance ကလူကြီးပိုင်းတွေကသူတို့ရဲ့ဒီ payment wallet ကိုချက်ချင်းပိတ်ပစ်လိုက်တယ်။ပြီးတော့ရုံးသွင်းပိုင်းစုံစမ်းစစ်ဆေးမှုကိုစတင်ခဲ့ပါတယ်။ ဗန်ဘေးစိုက်ဘာစကူရီတင်းရလုံခြုံရေးအင်ဂျင်နီယာတွေကဟက်ကာတွေကဒီအသားစီးတွေကိုဘလို့ကြောဖြောက်ွားလဲဆိုတော့မှမသိသေးပါဘူး။ဒါပေမဲ့သူတို့တွေအနေနဲ့ confirm ဖြစ်တာဟက်ကာတွေကလုံးဝကြီးဒီ server တွေထဲကိုဘယ်တော့မှမဝင်ရောက်ခဲ့ဘူးဆိုတော့သူတို့သိကြပါတယ်။ဗန်ဘေးကုမ္ပဏီအနေနဲ့ကလည်းဒီ incident ကို response လုပ်တာအင်အားလုပ်တာအချိန်အများကြီးယူလို့မရပါဘူး။အချိန်ကြန့်ကြာလာတာနဲ့အမျှဘန်ဘစ်ကိုအသုံးပြုနေတဲ့ဒီ trader တွေပြီးတော့ investor ယင်းနှိမ့်မှုန်တံတွေဂျာထဲမှာထိနေသွားစေနိုင်ပါတယ်။ဆိုတော့ဘန်ဘစ် CEO ဘန်ဂျိုးအနေနဲ့အရေးပေါ်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အခုယူခံရတာဒေါ်လာ3.5ဘီလီယံတန်ဖိုးရှိပါတယ်။ဆိုတော့ဘန်ဂျိုးအနေနဲ့သူ့ပိုင်ဆိုင်မှုတွေကဒေါ်လာ20ဘီလီယံထိကိုအရေးပေါ်အရန်ပုံငွေဖြစ်အသုံးပြုသွားမယ်ဆိုပြီးတော့ user တွေကိုဂတိပေးခဲ့ပါတယ်။ဘန်ဖစ်အနေနဲ့ကအဟခံရတဲ့ငွေကြေးတွေကိုသူတို့ရဲ့ပိုင်ဆိုင်မှုတွေပြီးတော့ဘန်ဖစ်ကုမ္ပဏီရဲ့ရန်ပုံငွေတွေကထုတ်သုံးမယ်ဆိုပေမဲ့လည်းလုံခြုံရေးစီးပွားသွားတာအဟခံရတယ်ဆိုတော့ဘန်ဖစ်ကုမ္ပဏီရဲ့ကုန်သိက္ခာကိုစိုးရွားစွာချိခိုက်စေခဲ့ပါတယ်။ user တွေအနေနဲ့စိုးရိမ်တာဘန်ဖစ်ကုမ္ပဏီမှာဒီလိုတိုက်ခိုက်မှုကိုထပ်ပြီးတော့ဖြစ်လာမယ်ဆိုရင် တို့ investment လုပ်ထားတဲ့ crypto တွေဆုံးရှုံးသွားနိုင်တဲ့အတွက် crypto တွေကိုထုတ်ယူတာတွေလွှဲပြောင်းတာတွေစတင်ပြီးတော့လှုပ်လာခဲ့ကြတယ်။ဒါပေမဲ့ Binance Company အနေနဲ့က user တွေဒီလို crypto တွေကိုလွှဲပြောင်းတာတွေထုတ်ယူတာတွေလုံးဝကတ်သက်ခြင်းမလုပ်ခဲ့ဘူး။ပြီးတော့တို့ company အသွင်ပိုင်းမှာလည်းလုံခြုံရေးအစီအမံအစ်တတွေကိုပြန်လည်ဆန်းစစ်တဲ့ account တွေပေါ်ခဲ့တယ်။ကြည့်ကျွန်တော်ဆက်ပြီးတော့စုံစမ်းစစ်ဆေးရေးပိုင်းအောင်တွားလိုက်အောင်။ Binance Company က internet cyber security အလုပ်လုပ်နေသလိုနိုင်ငံတကာစုံစမ်းစစ်ဆေးမှုတွေလည်းချက်ချင်းစတင်ခဲ့တယ်။အဲ့ဒီထဲမှာဆိုရင် FBI, အင်တာပိုလ်လိုယူရိုပိုတခြားဥပဒေစိုးမိုးအေဂျင်စီတွေလည်းပါဝင်ပါတယ်ခိုးယူခံလိုက်ရတဲ့ခရစ်တိုတွေကိုချေရခံဖို့ဘလော့ချင်းအနလစ်တစ်ကျွမ်းကျင်တဲ့ကုမ္ပဏီတွေလည်းလှင်မြန်စွာပူးပေါင်းပါဝင်လာခဲ့တယ်58နိုင်ငံအတွင်းမှာပဲဒီဟက်ကာအဖွဲ့ကိုဖော်ထုတ်နိုင်ခဲ့တယ်အတိဟက်ကာအဖွဲ့ကတော့ Lazarus ပါ Lazarus ဆိုတော့သူတို့အသုံးပြုတဲ့နည်းပညာဆိုင်ရာအထောက်အထားတွေနဲ့သူတို့အသုံးပြုတဲ့ဟက်ကာနီးလန်းစနစ်နှစ်ခုကထောက်ပြပေးနေပါတယ်ဟုတ်ပါတယ်ပရိုဂရမ်ကုတ်တွေကိုရေးဆွဲတဲ့အခါကျရင်ဒီပရိုဂရမ်မာတွေဟက်ကာတွေ ကျောင်းနဲ့ကြောက်ကမတူကြပါဘူးပြီးတော့ကျွန်တော်ဒီ programmer တယောက်ကိုကြည့်မယ်ဆိုရင်သူ program နဲ့အများကြီးကိုရေးရင်သာရေးလိုက်မယ်အတိ program ကိုရေးဆွဲတဲ့ဒီ template ကတော့အမြဲတမ်းတူပါတယ်ဥပမာ program တစ်ခုကိုရေးရတဲ့အခါကျရင် loop ပတ်တဲ့အခါကျရင် तू ကဒီနေရာမှာအမြဲတမ်း if loop ကိုပတ်တယ်ဆိုရင်တခြား program တွေကိုလည်းတွားကြည့်ကြည့်လိုက်ပါ तू ရေးထားတာအမြဲတမ်း if loop နဲ့ပဲပတ်ပါတယ်ဘယ် programmer မှထူးခြားပြီးတော့ तू if loop နဲ့ပတ်နေကြနေရအောင် while loop နဲ့မပတ်သွားပါဘူး programmer တော့က तू ရေးတဲ့ program ကအရေးကြီးပါတယ် ီ program ကြီးတစ်ခုပြီးွားဖို့အရေးကြီးတာပါဒီ program ကိုသူရေးဆွဲနေတဲ့အချိန်မှာသူ if loop နဲ့ပတ်နေကြဆိုရင်အဲ့ဒီနေရာမှာသူ if loop နဲ့ပဲပတ်မိမှာပါဒီ program နေ circuit တွေကိုရေးတဲ့အခါကျရင်ဥပမာ python ကိုသုံးနေဆိုပါစို့အဲ့ဒီ python language ကို ai ကိုသုံးပြီးတော့ program ရေးဆွဲခိုင်းလို့ရပါတယ်မိတ်ဆွေတွေအနေနဲ့စိတ်ဝင်စားရဆိုရင် command မှာရေးထားလို့ရပါတယ်ကျွန်တော် ai ကိုသုံးပြီးတော့ python နဲ့ဘလို့ circuit မျိုးရေးလို့ရလဲဆိုတော့ရှင်းဝင်လုပ်ပေးသွားပါမယ်ဆိုရင်ကျွန်တော်ဆက်ရမယ်ဆိုရင် hat hat ကအဖွဲ့က lazarus ဘာဖြစ်လို့တည်လဲဆိုတော့သူတို့သုံးရတဲ့နီးပညာဆိုင်ရာအထောက်အထားတွေနဲ့အသုံးပြုတဲ့ဟာကနီလန်ဒီနှစ်ခုကြောင်းတည်သွားတာပါလက်ဆော့ဖ်ဟာကအဖွဲ့ဆိုတာမြောက်ကိုရီးယားအစိုးရနဲ့ချိတ်ဆက်ထားတဲ့နမယ်ဆိုးနဲ့ကြော်ကြားတဲ့ဟာကအဖွဲ့ပါလွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်းမှာတော့ပဲဒီလက်ဆော့ဖ်ဟာကအဖွဲ့က financial institution တွေပြီးတော့ဒီ crypto exchange တွေနောက်ဆုံးဗဟုဘဏ်တွေရောမှအချင်းချင်းပြစ်မှတ်ထားပြီးတိုက်ခိုက်နေတာပါသူတို့ရဲ့ရည်ရွယ်ချက်ကတော့မြောက်ကိုရီးယားအစိုးရရဲ့ဒီရန်ပုံငွေအတွက်ကိုဘီလီယံပေါင်းများစွာခိုးယူပေးနေတာပါ ရသဝက်အဖွဲ့တိုက်ခိုက်မှုအပိုင်းမှာဆိုရင်သူတို့ကပလန်ချတဲ့အခါမှာဆစ်ဆစ်ဆက်ဆက်ပလန်ချတယ်ပြီးတော့ social engineering နီလန်လူလှည့်စားတဲ့နီလန်ကိုအချိန်ကြီးတော်တော်များများသုံးတယ်ငွေကြီးခွာချတဲ့အပိုင်းမှာဆိုရင်လည်းခင်မီနဲ့နီလန်တွေကိုအသုံးပြုတယ်ဆိုပြီးတော့လူသိများပါတယ်ဆိုတော့လက်ရှိအချိန်မှာဆိုရင်တော့ရသဝက်ဟာကအဖွဲ့ဟာ Ethereum ပိုင်ဆိုင်ထားပြီး wallet ပေါင်း60ကျော်ဖြန့်ပြီးတော့ထားထားတယ်ဆက်ပြီးတော့သူတို့အနေနဲ့ဒီ Ethereum တွေကို Bitcoin BTC တွေပြီးတော့တခြား crypto currency တွေအဖြစ်ကိုပြောင်းလဲခဲ့တယ် FBI နဲ့ပြီးတော့တခြားဘလော့ချိန်ကုမ္ပဏီတွေကလည်းဒီတိုက်ခိုက်မှုကိုလက်စရက်ကလှုပ်ွားတာဆိုပြီးတော့လူတွေ့ရှင်ကြားဆွဆွဲဖို့လုံလောက်တဲ့အထောက်အထားတွေလည်းရနိုင်ခဲ့ပြီဆိုတော့အမေရိကန်အစိုးရကဒီအခိုးယူခံထားရတဲ့ဒီခရစ်တိုတွေနဲ့ပတ်သက်ပြီးတော့တခြားခရစ်တိုအိတ်ချိန်တွေကိုသူတို့ရဲ့အိတ်ချိန်ထဲမှာ transaction ပေးမလို့ဖို့တားမြစ်ထားတယ်တကယ်လို့တတိပေးတားမြစ်ချက်ကိုမလိုက်နိုင်ဘူးဆိုရင် sanction လုပ်မယ်ပေးစုအေးအေးယူမှုလုပ်မယ်ဆိုပြီးတော့အမေရိကန်အစိုးရကထုတ်ပြန်ကြေညာခဲ့တယ်အမေရိကန်အစိုးရအနေနဲ့စိုးရိမ်တာဒီ cyber ရာဇဝတ်မှုကနေရရှိသွားတဲ့ဒီဖက်ဆန်တွေကို မြောက်ကိုရီးယားရဲ့နျူကလ িয়ার လက်နက်အစီအစဉ်တွေကိုရောက်ဝါမှာစိုးရိမ်နေတာပါဒီအခိုးခံရတဲ့ခရစ်တိုရီနဲ့ပတ်သက်ပြီးတော့ဗန်ဘစ်ကုမ္ပဏီကလည်းခြေရာခံမှုကူညီပေးနိုင်တဲ့ဒုတန်းကိုတန်ပါဆန်စုချင်းငွေပေးမယ်ဆိုပြီးတော့လည်းထုတ်ပြန်ကြေညာခဲ့တယ်သူတို့ရဲ့စုံစမ်းစစ်ဆေးမှုကိုအထောက်အကူပြုနိုင်ဖို့ Lazarus Bounty ဆိုတဲ့ live website တစ်ခုကိုလည်းလွှင့်တင်ခဲ့ပါသေးတယ်ဒီလိုစူးစမ်းမှုတွေရှိတဲ့ဆိုရင်လည်းဗန်ဘစ်အနေနဲ့သူတို့ရဲ့ငွေတွေကိုပြန်ရဖို့အခွင့်အရေးတော်တော်ကြီးကိုနှဲဝါပါပြီနောက်ဆုံးမှာတော့ဗန်ဘစ်ကုမ္ပဏီအနေနဲ့သူတို့အခိုးယူခံခဲ့ရတဲ့ခရစ်တိုတွေထက် 3%အဝယ်ပြန်လည်ရရှိခဲ့ပါတယ်။ Bybit ကုမ္ပဏီအတွင်းပိုင်းမှာလည်းဝန်ထမ်းတွေအားလုံးမဖြစ်မနေ Multi Factor Authentication ကိုသုံးရမယ်။ပြီးတော့ပုံမှန်မဟုတ်တဲ့လုံဆောင်ချက်တွေကိုသိရှိနိုင်တဲ့ Algorithm အသစ်တွေကိုလည်းရေးဆွဲတယ်။ဒီလိုနည်းနဲ့လုံခြုံရေးအပိုင်းအောင်ဆင့်မြှင့်တင်ခဲ့ပါတယ်။ဒီ hacking ဖြစ်စဉ်ကြောင့်ပဲ Crypto Exchange အနေနဲ့ဒီအစိုးရတွေကပို့ပြီးတော့ပူးပေါင်းခဲ့ကြတယ်။အခိုးခံလိုက်ရတာ Ethereum, ETH Crypto Coin တွေဆိုတော့ Ethereum ရဲ့ market ထဲမှာဈေးနှုန်းအတက်ကျတွေအရင်ကြမ်းဝါနိုင်တယ် နောက်ဆုံးမှာတော့တခြားခရစ်တို exchange နေရာလဲဘန်ဖစ်ကို Italian crypto တွေချေးပေးခဲ့ပြီးတော့ Italian market ကိုတည်ငြိမ်စေခဲ့တယ်။ International ပိုင်းအစိုးရစစ်ဆေးသူတွေကတော့ဒီအခိုးယူခံလိုက်ရတဲ့ crypto တွေကိုဆက်ပြီးတော့ချေးရခံနေတယ်။တခြားတစ်ဖက်မှာလည်း Lazarus Hacker အဖွဲ့ကတခြား hacking ဖြစ်စဉ်တခုကိုဆက်လုပ်ဖို့တကြွနေသေးပါ။ဒီနေ့ video လေးတော့ဒီလောက်ပါပဲ။ကျွန်တော်တို့ပြန်ပြီးတော့ summarize လုပ်မယ်ဆိုရင် cryptocurrency တမိုင်းတစ်လျှောက်မှာအများဆုံးဖြစ်တဲ့ American dollar 1.5 billion တန်ဖိုးရှိတဲ့ ခရစ်တိုတွေအခိုးယူခံလိုက်ရတယ်။ဒီဖြစ်စဉ်ကြောင့်ပဲခရစ်တိုအချင်းကုမ္ပဏီတွေနဲ့နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့တွေကပူးပေါင်းခဲ့ကြရတယ်။ဆိုတော့ Lazarus လိုမျိုးနောက်တဲ့ hacking ဖြစ်စဉ်တွေထပ်လို့တဲ့အခါကျရင်သူတို့တကယ်ကြီးကိုတားဆီးနိုင်ပါလား။ဒါမှမဟုတ်ရင်ဒီထက်ကိုပိုပြီးတန်ဖိုးများတဲ့ဒီ hacking တိုက်ခိုက်မှုတွေအစတစ်ခုလား။ဒီဗီဒီယိုလေးကနေတခုခုရိုက်လိုက်တယ်ဆိုရင်လမ်းအောင် share လုပ်ပေးခြင်းအပြင်တခြားသူတွေကိုလည်းပြန်လည်မျှဝေပေးပါဦး။ကိုမတ်မှလည်းဒီဗီဒီယိုနဲ့ပတ်သက်ပြီးဝင်ရောက်ဆွေးနွေးဝါလို့ရတယ်လို့ သိချင်တဲ့အကြောင်းအရာတွေရှိရင်လည်းကွန်မန့်မှာကျွန်တော်ကိုတောင်းဆိုပါလို့ရပါတယ်ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြရအောင်အားလုံးပဲမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေ